ိနော်အဲ့မနက်လင်းဟာနိုင်အထီးနော်အဲ့လိုပဲရှောက်သွားနေရပဲကိုကတော့ကို့စုံနဲ့ကိုမို့လို့လားမသိ၆နေလဲနော်တိကျမှတိမှတယ်နဲကိုကလည်းကိုကနဲ့ကိုဘတ်သွားလိုက်တယ်မသွားလိုက်ဘူးပြက်တဲ့နေရာမသွားဘူးလေအဲ့ကြောင့်ကျွန်တော်လူနည်းနည်းရိုးရိုးရှိတဲ့နေရာမှာပဲနေတယ်အဲ့ချူလေးကနားလွယ်ဘယ်တော့မသွားကျွန်တော်လို့အကြောင်းတော့မကံဘူးပါဘူးဒါပေမဲ့အဲ့လိုကြောက်ကြောက်တယ်အဓိကကတော့ဟိုပါဘော အဓိကအကအကအဲ့လိုပုံစံလေးတွေပေါ့နော်အကတွေအဓိကတော့ကျွန်တော်တို့ကိုစမ်းမင်းလည်းအများကြီးကူညီပေးပါတယ်ဒီဇက်အတန်ဇက်ဟန်ဘယ်တချို့ဟာလေးဆိုလို့ရှိရင်ကိုစမ်းမင်းကျွန်တော်တို့အကြံအများကြီးပေးရလေးပါပါဟုတ်ကဲ့အော်တဲ့သွားစားရတဲ့ဒီဝိဆောင်တစုံနဲ့အဆုံးသက်ထိပဲအဆုံးသက်ထိပဲ နောက်ပြီးတော့ဒီကားထဲမှာကိုမြမြရဲ့အဲ့အချိန်ကတော့အရင်သဘောကျတဲ့အခန်းလေးတွေရှိတယ်ဟို romance အခန်းလေးတွေလေ romance အခန်းလေးတွေမှာအကိုရဲ့အထူးကြက်ကဘာလို့လဲဆိုတော့မျက်လုံးအကြည့်လေးဆိုတော့ detail လေးတွေလောက်ထားတာအရင်ပေါ်ရယ်ပေါ့နော်သူကောင်မလေးကိုကြည့်လိုက်ဟိုဘက်လေးကိုသူချောင်းကြည့်လိုက်အဲ့လိုမျက်လုံးလေးတွေလောက်ထားတော့အရင်သဘောကျတဲ့အခန်းလေးတွေပါတယ်တကယ်လည်းအရင်တရေလေးတရေနဲ့ဒီဘက်ကကောင်မလေးနဲ့ကြာမှာ romance လေးတော်တော်လေးဟိုမှုလေးတော်တော်ရောက်တယ်နောက်ပြန်တော့အရင်ကြိုက်တဲ့အခန်းဟိုဘက်လေးကောင်မလေးကိုမချောက်ဘူးလားဆိုတော့ကျွန်မကောင်းနေမှုနေလို့ပါခမရအဲ့ဒီလေးသံလေးဇမင်းသားလေးသံနဲ့နောက်အကိုကပုံမှန်တကားလို့ လုံးမှာလေးယူလေးသိန်းကိုလည်းဇမင်းသားလို့ပြောရတယ်ပြီးသွားရင်လက်ကလည်းအမြဲတမ်းလေးဟိုမင်းသားဟန်ကိုဘယ်တော့မှမဖြုတ်ပါဘူးအဲအဲ့ဒါလေးလည်းတော်တော် detail လေးအကုန်လောက်ထားတယ်ဟုတ်ခေါင်းနဲ့မုန်းနဲ့အကုန်အဲ့ဒါလေးပြန်ပြောပြရတော့သူကဟိုအဓိကဒီအိမ်မှာဒီမိသားစုမနေအောင်တရေ6ကြာတာပေါ့နော်6ကြာတာဟိုနာဘူးဖုန်ကြောင်ပြီးတော့သူကအဲ့ကောင်မလေးကိုမဖြောက်ဘူးသူကကြွေနေတယ်အဲအဲ့တော့နောက်နေ့ကျတော့မနေ့ကျတော့အဲ့လိုမင်းဘာလို့မချောက်တာလဲပေါ့အဲအဲ့လိုပြောတော့သူကအကြောင်းပြတာပေါ့ခေါင်းလေးမူးလေးလို့ပါခင်ဗျာလို့ ဲ့လေတန်းရန်အရန်သဘောကြဆုံးပဲတကားလုံးပါအာဒီမှာတော့နော်ထင်တာတော့ကွန်ပျူတာကလေသူရိုက်လိုက်တိုင်းအမြဲတမ်း trend တစ်ခုတော့အမြဲတမ်းဖြစ်တယ်ပေါ့နော်ဒီရင်နေကလည်းဂျင်းကောင်ဆိုတော့ဂျင်းကောင်လျှောက်အကောအမြဲတမ်း character တစ်ခုကအမြဲတမ်းဟိုလိုပေါက်တယ်ပေါ့နော်အခုဒီကားမှာလည်းဇမင်းသား character နဲ့ဟို ူလေးူလေးသိန်းနဲ့ကတော့စမ်းနေတော့လေပြိသက်တွေကြိုက်ကြမယ်ထင်ပါတယ်နော်တော့နော်တော့သဘောကျတယ်နော်အခါခါကြည်တိုင်းဒီကဲမှာမမေရောင်မြေနဲ့ပြောရဲအိမ်မှာလေအမေလို့ဒီကဲမှာကိုမင်းမတခြားကနဲ့လုံးဝမတူပဲနဲ့လို့ဒီထဲမှာလည်းသူ့ရဲ့တကယ် character ပုံစံတကယ်ပြပြပြင်းပြင်းနဲ့လေးူလေးသိန်းစကားလုံးသူ့ပြန်ဟိုစူးစမ်းပြီးတော့သူတရုတ်ဆောင်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုလို့တကယ်နော်ပြောပြတယ်ဟိုလုံးဝဟိုတကယ်ဟိုဆရာတွေရောဆရာတွေပဲတကယ်အဲ့ဒီကအရန်ကောင်းပြီမှာဒီကတော့အဲ့မို့ဒီတရေတွေအဓိက ုံစံဖြစ်နေတာဟုတ်အဲ့တော့အဓိကဒီဇက်ကလည်းဟိုတူအောင်တယောက်ကောင်မဟုတ်ဘူးလေနော်အဲ့လိုပါဝင်တဲ့ဒီသေဥဆောင်တွေအကုန်လုံးကလည်းတက်ညီလက်ညီနဲ့လောက်ကြလို့ပုံတာဟုတ်အဓိကတော့ဟိုကျွန်တော်ခုနပြောလိုပါပဲအဓိကကာကောင်မှုဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ကတယောက်နဲ့တယောက်အမြဲတမ်းတိုင်ပင်ကြတယ်ရှင်းနေကြတယ်နောက်တယောက်ကောင်းမှုတော့တယောက်အမြဲတမ်းကျွန်တော်ပံ့ပိုးကြတယ်ဟုတ်အဲ့ဒီပုံစံမျိုးနဲ့တကားလုံးသွားထားတာပါဟုတ် ကျွန်တော်တို့နော်မိုးလင်းပေါက်ကြိုက်တယ်ရညတယ်ရှိတယ်အဲညတယ်ဆိုလို့ရှိရင်တော့တကယ်အမှတ်တရပါတော့နော်နှွေးဖောင်ကောင်လည်းပြတော့တအားပူတယ်လေအဲအဲ့ဒီအားလေးတစ်ချက်ပါပဲဟုတ် အိမ်ကလည်းအိမ်ဟောင်းဆိုတော့လေဟိုဒီချင်းချောင်းထဲမှာရိုက်တော့နော်ကဘာမှမရှိတဲ့ဒီအိမ်ဝမနော်ပစ္စည်းတွေရောစက်တင်တွေအကုန်လုံးဖြေရတာအိမ်မီဘိုကန်တွေကစမီဘိုကောင်တာတွေအကုန်ဆင်းရတယ်နောက်ဟိုအဲကွန်းမရှိတော့ပူတာပေါ့နော်အဲပူတဲ့ဟာလေးတော့ဟိုရိုက်ရင်းနဲ့တော့နည်းနည်းလေးအလေး stress နဲ့ပြီးကြတယ်ဝတ်စုံတွေကလည်းအပြည့်ဖြစ်နေအောင်အဲလေးပါပဲဒါပေမဲ့ပြောဖို့ကောင်းပါတယ်အိမ်မိုးလေးမောက်ရရရဆိုရင်လည်းအကုန်လုံးကဟိုမညိုမညင်းနဲ့မိုးလေးမောက်လေးရိုက်ပြီးကြတယ်တော့နော်လည်းကျေးဇူးတင်ပါတယ်သိတယ်နော်အဲမနက်လင်းဟာ နာကြီးအထင်ကတော့အဲ့လိုပဲရှောက်သွားနေရပါပဲကိုကတော့ကိုစုံနဲ့ကိုမို့လို့လားမသိ၆နေလဲတော့တိကျမှတိပါတယ်နဲကိုကလည်းကိုကနဲ့ကိုဘက်တော့လိုက်ပြီးတော့တော့လိုက်ပြတ်တဲ့နေရာမသွားဘူးလေအဲ့ကြောင့်ကျွန်တော်လူနည်းနည်းရိုးရိုးရှိတဲ့နေရာမှာပဲနေအဲ့ရှူတွေကနားလွယ်ဘယ်အောင်သွားကျွန်တော်လဲနေချောင်းနေချောင်းအကြောင်းတော့မကံဘူးပါဘူးဒါပေမဲ့အဲ့လိုကြောက်ကြောက်တယ် ဇက်နဲ့လိုက်ဇက်နဲ့လိုက်လို့ပါအဓိကတော့ဇက်နဲ့လိုက်တယ်နောက်ပြီးတော့အဲ့ဒီအိမ်ကနော်တို့ကလေဟိုအချင်းချောင်းဆိုတော့နောက်မှာအထက်မြင်ပါသေးတယ်ဒါပေမဲ့အဲ့တော့လူငယ်အိမ်လူမျိုးနဲ့ထက်အိမ်ဖြစ်အောင်နော်တို့ဒီ CJ နဲ့နောက်ကအထက်မြင်နေပြန်ဖြောက်တာလေနောက်ပြီးအထက်မှာ setting လောက်တာကြီးပြန်လောက်တာအဓိကတော့အဲ့အိမ်ကဟိုသူ့ texture တအားလေးတအားလာတယ်ပေါ့နော်တအားလာတော့ဇက်နဲ့အရင်လိုက်တော့နော်အဲ့ဒါချွေးပြစ်တာပါဟုတ်အဓိကတော့ဟိုဒီ LGBT character မှာလဲလင်းလင်းပေါ့နော်သူနဲ့လိုက်ဖက်မဲ့ editing မျိုးလေးတွေနောက်ပြီးတော့အဲ့လိုချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်အောင်နော်တို့ပြောင်းထားပါတယ်ဟုတ် ်သူ့လည်းသဘောကျကြတယ်သူ့အခန်းလေးဆိုလည်းတော်တော်ကြီးကြတယ်တော်တော်ကြီးရရောက်တယ်လင်းကန်နေရဟိုဟာဒီကသူ့ကြောက်ကိုကြောက်ဆိုတဲ့ဒါယူနေကြရမကြခင်ယုံနေပြသတော့မှဖြစ်တဲ့အတွက်ဒါရောအပိတ်ဖို့ဒီနေရာနေဖြစ်ပေါ်ပါတယ်ခင်ဗျာ